မွန်ပြည်နယ်မော်လမြိုင်မြို့မှာစစ်ကောင်စီကကျောင်းအနှံနဲ့နေရာမှာအခမဲ့ပညာရေးစနစ်လို့ပြောပေမဲ့လက်တွေ့မှာတော့ငွေကြေးပေးဆောင်နေရတယ်လို့ကျောင်းသားမိဘတွေကတန်လွင်တိုင်းကိုပြောပါတယ်စစ်ကောင်စီဟာကျောင်းနေအရွယ်ကလေးအားလုံးစင်ဆက်မပြတ်ပညာသင်ကြားနိုင်ဖို့အတွက်ဆိုကတနိုင်ငံလုံးကျောင်းအနှံရေးသတင်းပတ်ကိုမေ22ရက်နေ့ကနေဇွန်10ရက်နေ့အထိသတ်မှတ်ထားတာပါကျောင်းအနှံတဲ့နေရာမှာကျောင်းလားကမိဘဆရာအတင်းကြီးအခစားကြီး စာရေးကြိယာကြီးနဲ့စာကြည့်တိုက်ကြီးပါဝင်မြေတိခချင်းွေကိုမှလုံးဝမကောက်ခံဘူးလို့တရားဝင်ထုတ်ပြန်ထားပါတယ်။ចောင်းသားမိပါတူကတော့အခမဲ့ပညာရေးစနစ်လို့ပြောပေမဲ့တကယ်တမ်းလက်တွေ့မှာចောင်းပြောင်းလက်မဲ့ယူတာကအစားအကြောင်းမျိုးမျိုးပြပြီးငွေကြီးတောင်းခံနေတယ်လို့အ ਨੇ ဆုံးကျက်နှစ်သိန်းကနေနှစ်သိန်းခွဲအထိပေးဆောင်နေရတယ်လို့ပြောပါတယ်။ကျောင်းအမေကအခမဲ့လူတော့ပြောတာအခမဲ့ဆိုတာသူ့ဥစားတယ်မှာပြောတာဒီလိုင်းကိုပြောတယ်။ចောင်းပြောင်းလက်မဲ့သိန်းကြီးလည်းလကားမရဘူး။ ဒီကနေ့ကျတော့၅သန်းအောင်လေဒီစမတာအောင်သူတရားဝင်ပြရမယ်ထုတ်ပြရမယ်အဲ့ဒါလေးပဲအလာဟူပါလူကြီးလူပါကြီးလူစားကြီးလူတော့တောင်းလာအမိုင်းနဲ့တော့သူနဲ့ပင်းနဲ့ပင်းမျိုးစားရမှတရားတယ်ဒီစလုံးကူလာလည်းပြရရလားငွေကြေးတောင်းခံတဲ့နေရာမှာလာရောက်အနှံတဲ့အတန်းနဲ့ကြောင်းပြောင်းရှုတဲ့ပုံမှာမူတည်ပြီးတောင်းခံတာဖြစ်တယ်လို့ငွေကြေးမပေးဆောင်ပါကအကြောင်းမျိုးမျိုးပြပြီးအချိန်ဆွဲတာတွေလှုပ်ဆောင်နေရှိတယ်လို့သူကဆက်ပြောပါတယ် စီရီယံကျောင်းဆရာတူကတော့စက်ကောင်စီကအခမဲ့ပညာရေးစနစ်လို့ပြောပေမဲ့လက်တွေ့မှာလစာတွေမလုံလောက်တဲ့အတွက်ကြောက်ဝတ်တာကိုအကြောင်းပြပြီးဆရာဆရာမတွေကပတ်စံရှာတာတွေရှိနေတယ်လို့ပြောပါတယ်။စက်ကောင်စီကတော့ကောင်းနေပြီလားဒါပေမဲ့ကျောင်းမှာပြည်နယ်ပြည်ဆရာမတွေဒီလာကားတွေမလုံကြောက်ဘူး။လောကျလို့ဆိုတော့အစီအစဉ်မရဘူး။ဆရာကတော့ပတ်စံဘူး။ဒီလိုကိုတောင်းစီစာတက်စီနေလို့ပြင်ရတာတောင်းစီကလည်းကြီးပြီးတော့ စီဝါရေးခက်ခဲအလုပ်ကိုင်ခွင့်နှံရှိတဲ့ခါကျတော့ကြီးရပြီးရောင်းချဒီဘုံဒီနလေးပြတ်ရတဲ့လောင်းနဲ့ပါလို့လောင်းပြီးစီဝါရေးကမတက်နိုင်တဲ့ကြောင့်ဒီလိုပဲပြင်းပြီးတော့ပြင်းပြီးတော့ထောင်းနေတဲ့ပုံအမျိုးရောက်နေတာဒါအပြင်စကောင်စီလက်အောက်ခံပညာရေးဝန်ထမ်းတွေကအခုလိုငွေကြေးတောင်းခံတဲ့အပေါ်အရေးယူမှုမရှိပါကငွေကြေးမတက်နိုင်တဲ့သူတွေအနေနဲ့ပညာရေးမှာအလှဝေးသွားနိုင်တယ်လို့ကြောင်းထားမှုတွေလည်းကြာဆင်းလာနိုင်တယ်လို့သူကဆက်ပြောပါသေးတယ်။ စက်ကောင်စီကအခမဲ့ပညာရေးစနစ်လို့ပြောပေမဲ့ငွေကြေးတောင်းခံမှုတွေရှိတာကြောင့်အခြေခံလူတန်းစားမိသားစုဝင်တွေအနေနဲ့ကြောင်းထားဖို့အခက်အခဲဖြစ်ရတယ်ပြင်တိုင်ကြားပါကလည်းကိုယ်ကလေးပညာရေးမှာထိခိုက်နိုင်တဲ့အတွက်ရင်းငုံနှုတ်ပိတ်နေရတယ်လို့ကြောင်းသားမိပါတွေကပြောပါတယ်။တစ်ဖက်မှာစက်ကောင်စီကတော့ကြောင်းနေရွယ်ကလေးတွေကြောင်းရပါကအခမဲ့ပညာရေးစနစ်ပြင်တင်ကြားရေးနဲ့သက်ဆိုင်တဲ့ပုံနှိပ်စာအုပ်၊ဗလာစာအုပ်၊ခဲတံ၊ဘောပင်တွေကအစားအခမဲ့ထောက်ပံ့ကူညီပေးသွားမယ်လို့ဆိုထားပါတယ်။ မလမြိုင်မြို့မှာတော့အခြေခံပညာကျောင်းကိုပိုင်ထက်တန်းကျောင်းနဲ့ဖုံးတော်ကြီးတင်ပညာရေးကျောင်းပါဝင်ကျောင်းပေါင်း200ကျော်ရှိတယ်လို့မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုရုံးရဲ့အချက်လက်တွေအရသိရပါတယ်